မနစ်ကတော့ထင်ပါတယ်မှတ်မှတ်ရရចောင်းသားတရားចောင်းရောက်တော့ဘုံဘွားမိဘခြေစူးတွေတင်ပေးတယ်ခလေးတွေမိဘတွေမပြင်းမှားဘူးပေါ့ပြင်းမှားရင်လည်းကတော့တောင်းပန်ဖို့တင်ပေးတော့ခလေးတယောက်ကဘုံဘုံစီစတင်တယ်တားအဖေကတားကိုချစ်တယ်လို့လုံးဝမထင်ပါဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့တားရင်တို့တခါမှခင်ခင်မင်မင်တွေ့တဲ့တတာ ကြည်ကြည်နူးနူးနေတာမရှိဘူးတဲ့တခါပဲချီကျူးဘူးတဲ့ဒီမဟောဒရာကြောင့်ဘုံဘုံမဟောဒရာကြောင့်ဝင်ခွင့်ဖြေတော့အောင်လို့ငါတာမင်းတော်တယ်အဲ့တခါပဲအကောင်းပြောတယ်တဲ့အဲ့ကြောင်းလာအပ်တော့တခါတာဟုပြန်ကန်နီးဖက်တယ်တဲ့အဲ့တခါပဲဖက်တယ်တဲ့တလုံးဒါတွေကြည့်နိုင်ရင်အဖေကတာဟုတကယ်မချစ်ပါဘူးတဲ့ဆရာတော်ကတော့မိဘဂျေစုပြောနေတာဗော့ သူမိဘသူပေါ့အဲ့လောက်ကြီးမဟုတ်ပါဘူးပေါ့ကလေးရဲ့ဆိုလိုချက်ကနော်အဲ့ဒါလေးသူပြောပြတော့ဘုံဘွားအေးလို့အမေဟာကိုလာလွယ်ဆဲလာမွားတော့အမေကျေးဇူးတွေကြီးတယ်နော်အမေကမိမသားဖြစ်တဲ့အတွက်နှလုံးသားကနူးညံ့တယ်နူးညံ့တော့သားသမီးပေါ်မှာဆက်ဆံရင်တဲ့နူးညံ့တဲ့အနီးကယူယူရရတီတီတာတာပြောတတ်တော့အမေကပိုချစ်တယ်ထင်ကြတာအဖေလည်းချစ်ပါတယ်လို့အမေလည်းချစ်တယ်အဲ့ဘုံဘွားနားလည်အောင်ပြောပြတယ်အမေကသားကိုဘယ်နှလားပလွယ်လဲဆိုတော့ဆယ်လား အဖေကဘယ်နှလားလွယ်လဲဆိုမလွယ်ဘူးနဲ့အဲဘုံဘုံပြောပြမယ်နော်အမေကဝမ်းနဲ့လွယ်တာအဖေကခေါင်းနဲ့လွယ်တာဘာနဲ့လွယ်တာဇနီးတဲ့ကိုဝင်ရှိပြီဆိုတဲ့ကခင်မွန်းတဲ့ခေါင်းထဲမှာဒီဇနီးတဲ့အတွက်ဒီကိုဝင်သားအတွက်မရှိဘူးလားရှိသွားလားအဲ့ဒါခေါင်းနဲ့လွယ်တာမိဘွားဘွားအစနော်အခုကိုဝင်ဆောင်နေတဲ့ကာလအတွင်းမှာဒါနာနာနေနေနေရဖို့ရှိတယ်နော် အားရှိတဲ့အစားအသောက်တွေကျွေးရမယ်ဆေးဝါးဓာတ်စာတွေဆီယံဝင်စီပြပေးရမယ်ပတ်စံတွေကုန်မယ်ဒါဒီကလေးအဆင်ပြေဖို့အတွက်အဲ့ဒါအတွက်ငါရှာရမယ်ရှာရမယ်ကလေးအတွက်ခေါင်းထဲမှာမထည့်ဘူးလက်ထည့်လားမိဘွားပြီးတော့လည်းပဲဒီကလေးရှင်ရင်မျှော်လိုက်လို့ရှိရင်အဲငါးတန်းလောက်ထိတာနေအဲ့ဒီငါးနှစ်လောက်ထိတာနေမှာနောက်ပိုင်းကျပညာသင်ရင်ဇီးရိုက်တွေဘယ်တော့ကုန်မှာနေမကောင်းရင်ကိုကသားမှာအချိန်တန်လို့ရှိရင်သူ့အလုပ်ကလေးနဲ့သူလုံနိုင်အောင်ရင်းနှီးထုတ်ပေးနိုင်အောင်အဲ့ဒါတခါတချိန်လုံးခေါင်းထဲမှာလွယ်ထားတာတော့အမေကဝမ်းနဲ့လွယ်တယ်အဖေကခေါင်းနဲ့လွယ်တယ်လို့ မပြင်းမှန်းတဲ့သားရဲ့လို့အဖေကခေါင်းနဲ့လွယ်တာဟုတ်တယ်နော်အဲ့လိုခေါင်းနဲ့လွယ်ပြီးတော့နောက်တစ်ခါတွေးလိုက်သားသမီးကငယ်သေးတော့ဘာမှတိတ်မသိဘူးဟဲ့ဆိုရင်နောက်ဆုတ်ဖို့အတွက်အိမ်မှာတယောက်ကြောက်တော့လိုအပ်တယ်ဟုတ်တယ်နော်အမေလည်းမကြောက်ဖေးလည်းမကြောက်ရင်ဒီကလေးထိန်းလို့လွယ်မလားမလွယ်ပါဘူးဗျာတယောက်ကြောက်တော့လိုအပ်တယ်အဲ့တော့အဖေကသားကိုချစ်တာပေါ့လို့ဒါပေမဲ့လို့အမေနေတယ်လို့ နုံနုံညံ့ညံ့ပွဲကဖက်ကနန်းကရောက်ကဆိုအဖေကိုလည်းမကြောက်တော့ဆိုတားကိုဘသူထိန်တော့တားမဟုတ်တယ်တော့ဟိတ်ဆိုတာနဲ့လန့်ပြီးတော့မလုံရအောင်လို့အဖေကကြောက်အောင်နေပေးရမယ်အဲ့တော့ကိုသားသမီးချစ်လို့ပွေကျင်ဖက်ကျင်နန်းကျင်တာတော့အောင့်ထားပြီးတော့တားအိတ်မခိုးနန်းတာလို့မချိဥမဟုတ်ချစ်တယ်အမေလိုပဲယူရလိုက်ခြင်းနဲ့ဒါပေမဲ့ခလေးရောက်တက်ပြီးတော့ထိမ့်မရရင်ခလေးပြက်စီးသွားမှဆိုလို့တားအနာကတ်ကိုမျောပြီးတော့ပွင့်ကျင်ဖက်ကျင်တာတော့အိတ်ပြောင်နေမှပွေဖက်နန်းရှုပ်ကြံတဲ့အချိန်မှာခက်တီတီနေရတယ် မိဘအဲ့ဒါတရှိရေးအတွက်အဲ့လိုနေပေးရတာမချစ်လို့မဟုတ်ဘူးဆိုအဲ့တော့မှခလေးရလေနောက်တစ်ပတ်မိဘတွေ့တဲ့အချိန်တနာပြေလို့မိဘတွေ့တဲ့အချိန်နဲ့ရောနာအဖေตาမှားပါတယ်ဆိုအဲ့ကျမှကတော့တောင်းမယ်နားလေသွားမှကတော့တောင်းမယ်လား तू အဖေသူ့မချစ်ဘူးပဲမဟုတ်ဘူးတချို့မှမိန်းကလေးတဲ့ဆိုင်ตาယောက်ျားလေးဟာအထင်းရမခက်ဘူးလက်ခက်လားအဲ့ตาယောက်ျားလေးဟာဖေမကြောက်တာလေ အဲကြောက်တဲ့ခွေးအေးရပါရောနောနေလို့မကြောက်တော့ဘူးဆိုခလေးကပျက်စီးသွားမှာနော်ဒါကြောင့်အဟန့်ပြအောင်လို့အင်းဆိုတာနဲ့ခလေးကလန့်ပြီးတော့ငြိမ်သွားဖေးအေးကချစ်တော်နဲ့မချစ်တဲ့ပုံစံနဲ့နေရအဲ့ဒါပြောပြတော့မှခလေးကနည်းနည်းနားလဲသွားတာနော်ပြောချင်တာတော့မိဘဟာအဲ့လိုကျေးဇူးရှိတဲ့အတွက်အဲ့ဒီမိဘရောပြင်းမတဲ့လားမပြင်းမတဲ့လားအမေလည်းမပြင်းမတဲ့ဘူးအဖေလည်းမပြင်းတချို့ဆိုယောက်ျားလေးတွေအမေကချစ်မှန်းသေးတဲ့အခါကျတော့မအေးဘူးနိုင်တာမမင်းနဲ့ဟုတ်တယ်နော်တော်တော်နိုင်တယ်သွားမနိုင်နဲ့နော် သွားမနိုင်နဲ့ကံတရားကကိုပြန်နိုင်သွားလိမ့်မယ်ဟုတ်တယ်နော်ကိုကအမေဝနိုင်ရင်ဘယ်သူကကိုပြန်နိုင်မှာကံကိုပြန်နိုင်သွားရင်ကိုဒုက္ခရောက်တော့မှာနော်ကိုဒုက္ခရောက်တော့မှာအတော်အရင်ရောဆက်သွားရတယ်ကဲအဖေအမေမပြင်းမတိုက်ဘူးနော်မာတာပြီတော့နောက်ဂရု